PDF ကောင်းဆောင်စောချစ်သူလူမြင်ကွင်းရှိပြန်ထွက်လာကြောင်းသိရပါတယ်။ဂျာဖြတ်လုံငန်းတွေကြောင့်နာဘယ်ဆိုးထွက်နေတဲ့ရွှေကုတ်ကိုမြို့တင်ကိုထိချုပ်ထားသူခရင်နယ်ချားဆောင်တပ် PDF ကောင်းဆောင်ဘူချုပ်စောချစ်သူတယောက်လူမြင်ကွင်းကနေတလနီပါပြောက်ွယ်ရာကနေဒီဇင်ဘာလ3ရက်မနေ့ပိုင်းမှာပြန်ထွက်လာပါတယ်။ရွှေကုတ်ကိုမြို့တင်ရှိဂျာဖြတ်လုံငန်းတွေကိုစစ်ကောင်စီတပ်နဲ့ PDF တို့ပူးပေါင်းပြီးစီးနင်းမှုတွေမလုပ်ခင်နော်မလာစတုံးရက်ကရွှေကုတ်ကိုမြို့တင်မှာပြုလုပ်ခဲ့တဲ့ ူ့ရဲ့တပီးဒုံးောက်ဖက်ကိုကျူဆိုတဲ့အခမ်းအနားမှာလူမြင်ကွင်းကနေပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။အဲဒီနောက်နိုမာလာ၁၈ရက်မှာတော့စစ်ကောင်စီတပ်နဲ့ BJP တို့ဟာရွှေကုတ်ကိုရှိဂျားဖြတ်အလို့ယုံတချို့ကိုဝင်ရောက်စီးနင်းတာမျိုးလှုပ်ဆောင်ပြခဲ့ပါတယ်။အရှိတောင်အာရှမှာရှိတဲ့ဂျားဖြတ်လုံငန်းတွေကိုနှိမ်နှင်းဖို့အထူးတပ်ဖွဲ့ဖွဲ့စည်းမယ်ဆိုတာကိုအမေရိကန်နိုင်ငံချိုင်းဝန်ကြီးဌာနကနိုဘာလာ၁၂ရက်မှာကြေညာလာပြီးနောက် BJP ကောင်ဆောင်စောချစ်သူလူမြင်ကွင်းကပျောက်ကွယ်နေတဲ့အပေါ်ထင်သေးတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ ဗီဇာပြက်ပြောစုံရှိသူတွေကတော့သူတို့ရဲ့ခေါင်းဆောင်ဟာအပြစ်တစုံတရာကျွလွန်ထားတာမရှိတဲ့အတွက်ဘယ်နေရာကမှထွက်ပြေးပုန်းရှောင်တာမရှိဘူးလို့ထိုင်းသတင်းမီဒီယာကိုဖြေကြားထားခဲ့ပါတယ်။ဒီဇင်ဘာလ3ရက်နေ့မှာတော့ကရင်ပြည်နယ်လမ်းဘွယ်မြို့နယ်ကွန်ပီတေယောမှာပြုလုပ်တဲ့ဓမ္မရုံကြောင့်ဘနတန်ခါနာခုမှာဗီဇက်ခေါင်းဆောင်စောချစ်သူပါဝင်ဗီဇက်တပ်ဖွဲ့ရဲ့ဒူဥက္ကဋ္ဌစောဖာဒီစီရေချုပ်စောထွန်းအောင်စတဲ့တပ်မှုအရာရှိတွေနဲ့ပါဝင်တက်ရောက်ခဲ့တယ်လို့ဒေသခံတူကဖော်ပြထားပါတယ်။ ်လက်ရှိမှာတော့စောချစ်သူထိန်းချုပ်တဲ့ရွှေကုတ်ကိုမြို့တက်ကိုစစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းခဲ့ပြီးနောက်ကြားပြတ်လုကန်နေတဲ့စစ်တုံးထဆောင်းတလုံးကိုစတင်ဖြိုချဖျက်ဆီးခဲ့တယ်လို့သိရပါတယ်ရွှေကုတ်ကိုနေမြေပြင်ကြားပြတ်လုံကန်တွေမှာအုံပြုတ်ခဲ့တဲ့အဆောက်အုံ160တလုံးကိုချိတ်ပိတ်တင်းစီခဲ့ပြီးတရားမဝင်ဝင်ရောက်နေတဲ့နိုင်ငံခြားသား1000လီးပါးကိုလည်းဖောက်ထုတ်ဖမ်းဆီးရောက်မိခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်မြောက်ရီမြို့ပေါ်တွင် BGF အချင်းချင်းပြစ်ခတ်မှုဖြစ်ပွားပြီးနောက် ထပ်ပြေးသည့်ကြားပြန့်တရုတ်နိုင်ငံသားနှစ်ဦးကိုဖမ်းဆီးရိုက်နှက်စစ်ဆေးရမှတဦးသေဆုံးကြောင်းသိရပါဗျ။ကရင်ပြည်နယ်မြောက်ရီမြို့အမှတ်လေးရပ်ကွက်တွင် BGF အချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီးထပ်ပြေးသည့်တရုတ်နှစ်ဦးကို BGF တပ်ဖွဲ့ဝင်များကဖမ်းဆီးပြီးရိုက်နှက်စစ်ဆေးရာတဦးသေဆုံးသွားကြောင်းကရင်စစ်ရေးတရင်ရင့်တကပြောပါဗျ။ဒီဇင်ဘာလ၂ရက်နာနာစစ်တနိုင်ခအချိန်မြောက်ရီမြို့အမှတ်လေးရပ်ကွက်တွင်အချမ်းပစစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များက ကြပ်ဆန့်လုကန်ရအငားချထားသည့်အခြား BGF တဦး၏နေကိုလိုင်းကျေးလာရောက်ကောက်ယူခဲ့ကြောင်းထို့သောကောက်ယူမှုကြောင့် BGF အချင်းချင်းအပြန်လာပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းထို့သောပြစ်ခတ်မှုတွင်ကြပ်ဆန့်လုကန်၏တရုတ်နိုင်ငံသားနှစ်ဦးကနေအိမ်မှထွက်ပြေးသွားကြောင်းယင်းတရုတ်နိုင်ငံသားနှစ်ဦးကိုငွေလာကောက်သည့် BGF တပ်ဖွဲ့ဝင်များကလိုက်လံပြစ်ခတ်ဖမ်းဆီးခဲ့ကြောင်းထို့သောပြစ်ခတ်မှုကြောင့်ရက်ကွက်နေပြည်သူများနဲ့ကြောက်လန့်မှုဖြစ်ပွားခဲ့ပြီးယင်းတရုတ်နိုင်ငံသားနှစ်ဦးကိုလည်းရက်ကွက်နေပြည်သူများကပင်ဖမ်းဆီးပြီး ဗီဇက်တပ်ဖွဲ့များလက်တို့အနာပေးခဲ့ကြောင်းသိရှိရပါတယ်။ဟာစီရရှိသည့်တရုတ်နိုင်ငံသားနှစ်ဦးကိုအောင်စဘူးလေဟိုတယ်ဝန်တွင်ရှိ BGF စီကထိန်းသိမ်းရေးယူနိုက်ရိုက်နှက်ဆက်ဆေးခဲ့ရပါ။တရုတ်နိုင်ငံသားတို့မှဖာစီနှိမ့်ဆက်ခံရသည့်ဒဏ်ရာများဖြင့်ဒေဆုံသွားကြောင်းသိရှိရပါတယ်။ဂျာဖြတ်အငှားချပြီးဂျာဖြတ်လုံနေတဲ့ BGF အင်ကိုလိုင်းတဲလာကောက်တဲ့ BGF နဲ့ညီကြတာအိမ်နဲ့တင်အိမ်ပြစ်ပြစ်ကြတာတရုတ်တွေကပါဝင်ပြစ်တော့ရှုပ်ကုန်ပြီးပြီးတော့အဲ့ဒီအိမ်ကတရုတ်မြောက်ထွက်ပြေးတယ်။ ရုပ်ကကဝိုင်းဖာပြီး BJF ကိုပြီးတော့အောင်စဘူးနဲ့ဟိုတယ်ဝန်းထဲကတယောက်တွေထားတဲ့စစ်ကြောရေးရုံးထဲမှာထူးစစ်တာကနေလက်လုံပြီးတေးတာတေးတာတယောက်ထဲမှာ BJF စီကန်ထင်းသိမ်းရေးရုံးမှာထူထောင်စီရင်တေးတာပါဟုဒေသတရင်ရင်းတွေကပြောဆိုပါတယ်နောက်တလင်းတွင်စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့်ဘုံကြီးကျောင်းနဲ့နေအညာပျက်စီးပြီးဘုံတိအချို့မပေါက်ကွဲပဲကြာနေကြောင်းသိရပါတယ်ဘကိုတိုင်းနောက်တလင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်ဘုံကြီးကျောင်းအဆောက်အုံနဲ့ လူနေအိမ်တွေထိခိုက်ပျက်စီးခဲ့ရကြောင်းသိရှိရပါတယ်။အာနာသိန်းစစ်တပ်ဟာပြီးခဲ့တဲ့ဒီဇင်ဘာ၂ရက်နေ့ပိုင်းမှာနတ်တလင်းမြို့နယ်အရှိချမ်းကမကြီးပင်ရွာနဲ့အောက်ဒုခရွာကိုလေကြောင်းတိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဘုံဒီရှစ်လုံးလောက်လာချသွားတာ။ပေါင်ဘုံဒီတွေပေါ့နော်။မပေါက်ကွဲမဲ့ကြံခဲ့တဲ့ဘုံဒီတွေလည်းတိမ့်စီရမိထားတယ်လို့တာယောက်ဒီခရိုင်၃၈တုံရပြတရင်မှုဒုတိယတရင်မှုကပြောပါတယ်။ အဆိုပါတက်ခိုက်မှုကိုမကြီးပင်ရွာနဲ့အောင်ဒုခရွာကဘုံကြီးကျောင်းတစ်ကျောင်းနဲ့အရသားနေတချို့ထိခိုက်ပျက်စီးကြောင်းသိရပါတယ်။ဒီဇင်ဘာလပြည့်နေ့တုန်းကလည်းစစ်တပ်ကနတ်တလင်းမြို့နယ်အရှိတံရင်းနောက်ရွာနဲ့စန်းကြီးရွာကိုစစ်တပ်လေထီတွေနဲ့ဘုံဒီစစ်နှလုံးကျဲချတိုက်ခဲ့ပါသေးတယ်။အလားတူအော်တိုဘာ16ရက်နေ့တုန်းကလည်းနတ်တလင်းမြို့နယ်မကြီးပင်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကစစ်တပ်လေထီနဲ့ဘုံကျဲတိုက်ခဲ့တာကြောင့်ရွာကပြည်သူတယောက်သေဆုံးခဲ့ပြီး နှစ်ယောက်တန်ရရရှိက နေအိမ်တွင်ပျက်စီးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါသေးတယ်။အာနာသိမ့်မှုမှာပါဝင်ခဲ့သူဒုသမရဦးမြင့်စွေရဲ့မိသားစုကြောင့်မြေကွက်ကိစ္စအငြင်းပွားနေကြောင်း သိရပါတယ်။စစ်တပ်တကြောပြန်အာနာသိမ့်မှုမှာပါဝင်ခဲ့တဲ့ဒုသမရဦးမြင့်စွေပိုင်ဆိုင်တဲ့မလေးမျိုးရှိမြေကွက်ကိုတမက်ဖြစ်သူက ရောင်းစားတဲ့အတွက်ဖြေရှင်းပေးဖို့ဦးမြင့်စွေရဲ့ဇနီးဖြစ်သူကဒီကနေ့ဒီဇင်ဘာလ၄ရက်ထုတ်စစ်ကောင်စီထိန်းချုပ်တဲ့သတင်းစာမှာကြော်ညာထည့်ကြောင်းသိရပါတယ်။ ်ဦးမြင့်စွေပိုင်တဲ့မားလေးမျိုးမဟာအောင်မြင်တယ်ချီအကွက်အမှတ်မ59ဦးပိုင်အမှတ်31 area တမရတမ113နဲ့အတည်ရှိမြေကွက်ကိုတမက်ဖြစ်သူကရောင်းစားလိုက်တာလို့တင်ရချက်မှာပါရှိပါတယ်။အဲဒီမြေကွက်ကိုဦးမြင့်စွေကအမွေပေးခဲ့တာဘရက်ပြောင်းပေးခဲ့တာမရှိဘူးလို့လည်းဆိုထားပါတယ်။မြေကွက် ground တန်းတိုးဖို့အတွက်ကိုယ်စလဲလွှဲစားပေးထားချိန်မှာတမက်ဖြစ်သူဦးတာရမြင့်စွေကဦးမြင့်စွေရဲ့ဇနီးဖြစ်သူ ဒေါခင်တထင်းနဲ့တားဖြစ်သူတို့အပါအဝင်တခြားမိသားစုဝင်တွေမသိအောင်မြေကွက်ကိုရောင်းစားသွားတာလို့ကြေညာချက်မှာထည့်သွင်းထားပါတယ်။ဒါကြောင့်ကြေညာချက်ထုတ်ပြီး900ရာတွင်လာရောက်ဖြည့်ရှင်းဖို့နဲ့မဖြည့်ရှင်းရင်တရားစွဲမယ်လို့ဦးမြင့်စွေရဲ့ဇနီးဒေါခင်တထင်းကသတင်းစာမှာကြေညာချက်ထည့်ထားတာဖြစ်ပါတယ်။ NLD ရဲ့ဆိုရလက်ထက်မှာစစ်တပ်ကတင်ပြောင်းတဲ့ဒုတိယသမ္မတတဦးမြင့်စွေဟာ2021ခုနှစ်ဖေဖော်ဝါရီလတရက်မှာသမ္မတဦးမြင့်ဖမ်းဆီးခံရပြီးနောက် ယာယီသမရဖြစ်နိုင်ငံကြီးကိုအရေးပေါ်ခြေတင်လာခဲ့ပြီးအာဏာသိမ်းမှုမှာပါဝင်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းဂျမားရေးချွေရင်းလာပြီးပြီးခဲ့တဲ့ဩဂုတ်လတွင်ကွယ်လွန်သွားတာဖြစ်ပါတယ်။အခုမြေကွက်ကိစ္စမှာပတ်သက်တဲ့သမက်ဖြစ်သူကတော့ဦးမြင့်စုရဲ့သမီးဒေါခင်တထားစုရဲ့ခင်ပွင်ဖြစ်ပါတယ်။ကရင်ဒီရင်တော်လိုက်တဖွဲ့များရဲ့စီလုံးမှုနဲ့ပြည်သူလူထုတရားရရှိမှုကိုပြသရန်တွေးဆပွဲပြုလုပ်ကြောင်းတရားပါတယ်။တော်လိုက်ရဲ့တဖွဲ့တွင်ပြည်သူလူထုတရားရရှိကြောင်းပြသဖို့အတွက်တွေးဆပွဲအခမ်းအနားထူးကို ထူဆိုမြုံနယ်အနောက်ဘက်ခြမ်းလွမြောက်နယ်မြေဒနေရာမှာကျင်းပပြုလုပ်ခဲ့ကြောင်းဒီအင်းမျိုးသားများကပွေးတက် KNDF တရင်လေးကထုတ်ပြန်ပါတယ်ဒီအခမ်းအနားကိုနိုဘာ29ရက်မှာပြုလုပ်ခဲ့တာဖြစ်ပြီးတပ်ပေါင်းစုဖြစ်ကြတဲ့ KA KNPDV KNPLF တာဝန်ရှိသူတွေနဲ့ကရင်ပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC မြို့နယ်တာဝန်ရှိသူတွေတက်ရောက်ခဲ့တယ်လို့ဗီဒီယိုထု6လကျော်ပါဝင်ခဲ့တယ်လို့သိရပါတယ်အခမ်းအနားမှာတိုင်းသားတွေကိုကူစားပြုတဲ့ကရကရကယမနော ပတ်ခဲ့ဒီမှာအမျိုးသားအလားနှုတ်ထူထားပြီးစစ်ကြောင်းချီတက်ခြင်းအလားအလေးပြုခြင်းတစ္ဆာရိထံရွတ်ဆိုခြင်းအာဇာနည်တရားကောင်းများကိုအလေးပြုခြင်းစတဲ့အစီအစဉ်တွေပါဝင်ခဲ့သလို KNDF စီရေးချုပ်ဆရာရီတူကလည်းအမိတ်မှာစကားပြောကြားခဲ့တယ်လို့သိရပါတယ်။ဂျင်းဒီဒေတာအမိတ်မှာရှိတဲ့တော်လိုင်းအားစုတွေစီလုံးညီရေးပုံမကောင်းမွန်တဲ့စနစ်နဲ့အရေးတခုကိုတွန်းလိုက်ရေးမတရားဖိနှိပ်မှုတွေကို ပြည်သူတွေနားလည်သဘောပေါက်ပြီတော်လာရေးမှာလူမှုပအဝင်တော့မလျော့ကြပဲဆက်လက်ပံ့ပိုးနိုင်ရေးအတွက်ကြီးရပြီဒီတွစ်ဆုံပွဲခန်းနာကိုကျင်းပခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်မိုးကုတ်မြို့ပြင်တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လှုပ်ဆောင်နေကြောင်းသိရပါတယ်အကြံပေးစစ်တပ်ကပြန်လည်သိမ်းပိုက်ထားသောမိုးကုတ်မြို့ပြင်တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်လာကြောင်းမိုးကုတ်ဒေသပြည်သူများနဲ့ တော်လိုင်းတင်ရင်းမြစ်ကပြောဆိုပါတယ်ဒီဇင်ဘာလ3ရက်နေ့ည8:30မိနစ်အချိန်ဘိုးကုံမြို့ပေါ်တွင်အထိုင်ချတပ်ဆွဲထားသောစစ်တပ်ကိုတော်လိုင်းရဲတပ်များက drone ဖြင့်ပုံများကျဲချခဲ့ကြောင်းမိုးကုံမြို့စေယုံဝင်းနဲ့ကြောင်းကြီးဝင်းထဲသို့ drone ဖြင့်ပုံတုံလုံးကျဲချခဲ့ကြောင်းစစ်တပ်ကလည်းလက်နက်ကြီးများဖြင့်မြို့ပြင်ဘက်သို့ပစ်ကတ်ခဲ့ကြောင်းသိရှိရပါတယ်ယနေ့နာနဲ့3ရက်3ရက်နာရီ9မိနစ်အချိန်စစ်တပ်ကလေရင်ဖြင့်မိုးကုံမြို့ပြင်အနောက်ဘက်ပိုင်းနေရာများကို ဘုံများတဲချသွားကြောင်းအဆိုပါဘုံတဲမှုကြောင်းထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းမုတ်ကုတ်အခြေဆိုင်တော်လိုင်းတရင်ရင်းတဲ့ကပြောဆိုပါတယ်ယနေ့တနေ့ပိုင်းတွင်မုတ်ကုတ်မြို့အနောက်ပိုင်းကြောက်ပုံနှဖဘက်တွင်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးပင့်ကူတောင်ပေါ်မှစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရှိရပါတယ်အခုအထိကတိုက်ပွဲဖြစ်တာကမုတ်ကုတ်အနောက်ပိုင်းမြို့ပြင်ဘက်ကပဲအနောက်ပိုင်းကိုစစ်တပ်ကဒီရိတ်မနဲ့အစောကြီးလီယန်နဲ့ဘုံလာကျဲတာတော်ရဲကြသွားတယ်လို့သိရတယ် အခုတက်တီတော့လက်နက်ကြီးသားတွေကြားနေရတော့မယ်တက်ကလည်းပပလည်းအဝိုင်းခံထားရသလိုဖြစ်နေတော့လက်နက်ကြီးနဲ့ရန်ထုနေတာဟုမုတ်ကုတ်ဒေသတော်လိုင်းတရင်ရင်းတွေကပြောဆိုပါတယ်အကြံပေးစစ်ကောင်းစီတပ်များမှာနိုဘာလာ29ရက်နေ့မုတ်ကုတ်မြို့အတွင်းသို့ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီးနိုဘာလာ30ရက်နေ့မှစတင်၍မုတ်ကုတ်မြို့ပြင်ရှိတော်လိုင်းတပ်များနဲ့တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်